င်္ဂလာမနက်ခင်မှာမမုံတို့ရဲ့ကိုယ့်ရဲ့ရည်ရွယ်ချက်တွေအိမ်မက်တွေစီကိုအရောက်သွားတယ်ဆိုတဲ့နေရာမှာကိုလောက်နိုင်ခြင်းတဲ့အရာတွေကိုတန်တရားစိတ်မရှိပဲတွေ့ဝေတဲ့စိတ်မရှိပဲတကယ်ကိုခိုင်မာတဲ့ဆုံးဖြတ်ချက်နဲ့ ဖြစ်ရမယ်ဆိုတော့ဆုံးဖြတ်ချက်နဲ့အလုပ်တွေကိုလှုပ်ဆောင်နေဖို့ရာအတွက်လိုအပ်တယ်။အဲ့လိုအလုပ်တွေကိုလှုပ်ဆောင်နိုင်ပြီဆိုလို့ရှိရင်ပြင်းနေစိတ်မရှိတော့ဘူး။ကို့မှာစိတ်တက်ကြတာမရှိတော့ဘူး။ကို့ရဲ့ဘဝထဲမှာတွေးဝေတာမျိုးမရှိတော့ဘူး။တကယ်ကိုလှုပ်နိုင်သွားမှာပဲဖြစ်ပါတယ်။စင်ကြေတွေဆိုတာလည်းမရှိတော့ဘူး။အဲ့တော့မနေ့ကအဲ့လိုမျိုးကို့လှုပ်နိုင်တဲ့သူတရားဖြစ်လာစေဖို့ရာအတွက်ပထမဦးဆုံးတော့ကိုက ဖြစ်ချင်တယ်ဆိုတဲ့စန္ဒအနေတစ်ခုတော့ရှိဖို့လိုတယ်ဒါပေမဲ့အဲ့ဖြစ်ချင်တယ်ဆိုတဲ့စန္ဒကပြတ်သားရမယ်ခိုင်မာရမယ်ဘာကြောင့်လဲဆိုတော့ဝိနည်းကဖြစ်ချင်တဲ့ຢာလိုချင်တဲ့ຢာတွေအရင်ညားတယ်အခုဒါလေးလိုချင်တယ်ဒါလေးဖြစ်ချင်တယ်ခဏနေကြရင်မဖြစ်ချင်တော့မလိုချင်တော့ခဏနေကြရင်တမျိုးပြောင်းသွားပြန်哦အဲ့ဒီခါကျတော့ဝိနည်းကစန္ဒဒီတကယ်ကိုပြင်းပြထ ်တန်တဲ့ဆန္ဒတစုံတရာဖြစ်ဖို့ရအတွက်လိုအပ်တယ်။အဲ့လိုမျိုးပြင်းပြထက်တန်တဲ့ဆန္ဒရှိတဲ့လူတစ်ယောက်တည်စိတ်တက်ကြတာတွေးဝေတာဘယ်တော့မှမရှိလမ်းကျလမ်းပြောက်သွားတဲ့ဆိုရင်တော့မှသူဒီသူ့ဘဝကို သူပြန်ထိမ့်မှန်နိုင်ပြီးတော့မှခဏလေးအတွင်းအချိန်တိုအတွင်းမှာအဲ့လမ်းပြမှုအဲ့ဒီစိတ်တက်ကြမှုကို သူဒီကြော်လွားနိုင်တယ်ဖြတ်တန်းနိုင်တယ်အဲ့တော့မင်းကတချို့လူတွေကိုကြည့်ကြည့်လိုက်သူတို့မှစိတ်တက်ကြတယ်ဆိုတော့ဘယ်တော့မှမရှိစိတ်တက် က်ကြာသွားပြီဆိုလို့ရှိရင်လည်းခဏပဲပြန်ပြီးတော့မှသူတို့ကိုသူတို့ပြန်ပြီးတော့မှတိဆောက်နိုင်တယ်အဲ့တော့တပြေကိုချစ်တဲ့မိစေရောအဲ့လိုလူမဖြစ်ချင်ဘူးလားအဲ့လိုကိုယ့်ရဲ့အိမ်မက်အတွက်ရရင်ရရင်နဲ့တတိရှိရှိနဲ့အကောင့်ထဲမဖော်နိုင်ချင်ဘူးလားအဲ့လိုမျိုးအကောင့်ထဲဖော်နိုင်ချင်မှာတော့အသေးချာပဲစိတ်တက်တည်းလည်းကြာချင်မှာမဟုတ်စိတ်လည်းညစ်ချင်မှာမဟုတ်ဘူးအဲ့လိုတွေကအဲ့လိုမျိုးဖြစ်ဖို့ရအတွက်တခြားလူတွေတောင်မှဖြစ်နေသေးတာပဲကိုကဘာကြောင့်မဖြစ်ရမှာလဲအဲ့လိုဖြစ်ချင်နေဆိုရင်မမုံတို့တွေကတိဖို့ရအတွက်လိုအပ်တဲ့ဒီတိုင်းကြီးတော့ နေလို့မရဘူး။ဘာကိုသိရမှာလဲဆိုစိတ်ရဲ့အကြောင်းအရာကိုသိဖို့လိုတယ်။စိတ်ခံစားချက်ရဲ့အကြောင်းအရာကိုသိဖို့လိုတယ်။ကိုယ့်ရဲ့ခန္ဓာကိုယ်ရဲ့အကြောင်းအရာကိုသိဖို့လိုတယ်။ဒီလိုမျိုးအတွေးဘာကြောင့်တွေးတာလဲဒီလိုခံယူချက်ငါ့မှာဘာကြောင့်ရှိနေတာလဲဒီလိုအတွေးခေါ်တွေငါ့မှာဘာကြောင့်ရှိနေတာလဲဒီလိုစကလုံးတွေဘာကြောင့်မို့လို့အကျိုးမရှိစေတဲ့အရာတွေကိုပြောဖြစ်နေတာလဲ အဲ့လိုမျိုးအရာတွေကိုဒါသိသွားပြီ ဆိုလို့ရှိရင်ကိုယ်ဒီ train နိုင်လာလိမ့်မယ်ကိုကို level တစ်ခုရောက်သွားအောင်လို့ကိုကိုအများကြီး train နိုင်လာလိမ့်မယ်အဲ့အတွက်ကြောင့်ကိုကဘာကြောင့်ဒီလိုဖြစ်တယ်ဘာကြောင့်ဒီလိုတွေ့တယ်ဘာကြောင့်ဒီလိုပြောတယ်အဲ့ဒီအရာတွေရဲ့အခြေခံအရင်းအမြစ်ကိုသိပြီဆိုလို့ရှိရင်ပြောင်းလဲနိုင်လိမ့်မယ်အဲ့ဒီအခြေခံအရင်းအမြစ်ကိုသိဖို့ရအတွက်စိတ်ပညာကိုလေ့လာဖို့ရအတွက်လိုအပ်ပါတယ် ကျေးဇူးတင်ပါတယ်အမြဲတမ်းမှတ်ထားပါ hero is you